မင်္ဂလာပါရှင်တနင်္ဂနွေတွင်တခုတည်းရှိသော ကိုရီးယားနိုင်ငံသားဖြစ်ရန်စာမေးပွဲဖြစ်သောရုံကိုပြီးခဲ့တဲ့နှစ်လပင်တရက်နေ့တွင်စပြီး18ရုံတိုးချဲ့ပေးထားပါတယ်နိုင်ငံသားဖြစ်ရန်ဖြစ်သောမိကွန်းများကိုလည်းနမူနာဖော်ပြပြီးပုံမတင်ကြအောင်စစ်ဆေးသွားမယ်ဖြစ်ပါတယ် ယနေ့အထိနိုင်ငံသားဖြစ်ရန်စာမေးပွဲကိုတရားရုံးလောက်အောက်တွင်ရှိသောရုံးများတွင်သာဖြေဆွနိုင်ရန်ပြုလုပ်ပေးထားပါသည်။နောက်ပိုင်းမှာတော့လာဝကရုံ၁၄ရုံနဲ့လက်ခွေရုံးများတွင်လည်းဖြေဆွနိုင်ပါသည်။ဒါပေမဲ့၂၀၀၉ခုနှစ်ကရေးဖြစ်အောင်သူများကတော့ရခင်အတိုင်းပဲတရားရုံးတွင်ဖြေရပါမယ်။ ယခုထိအကန့်အသတ်မရှိတဲ့လူတွေ့မဲဖြစ်ခြင်းကိုအမိနိုင်ငံပြန်သူများစောင့်ဆိုင်ခြင်းတိုးတောင်းစေရန်အတွက်တနစ်ကိုနှစ်ကြိမ်သတ်မှတ်လိုက်ပါရယ်ယခင်တုန်းကကိုရီးယားနိုင်ငံစီတီဇင်ဆွလွတ်ပြီးအမိနိုင်ငံစီတီဇင်ပြန်လည်ခံယူတော်သူများစစ်ဆေးမေးမြန်းမှုများကိုလည်းပြန်လည်ပြုလုပ်ရပါမယ် ဒီကနေ့အထိရေးပြင်တဲ့လူတွေ့မေးမြန်းခြင်းကို ပမာဏကို မဖော်ပြပေးပါဘူး။ဒါကြောင့်နိုင်ငံသားရဖို့အတွက်စာမေးခွန်းပြဖို့ပြင်ဆင်နေကြသူများအခက်အခဲများရှိပါတယ်။နောက်ပိုင်းမှာတော့ရေးပြင်တဲ့လူတွေ့ဖြစ်ခြင်းများအတွက်ပနာမကိုလာဝကယုံများနဲ့ဟိုင်းကိုရီးယား home page များတွင်ကြည့်ရှုနိုင်ပါတယ်။ဒီနှစ်ကုန်လောကစပြီးလာဝကယုံများတွင်မကွာကြေးရွာရက်ွက်ယုံများနည်းမြခရိုင်များတွင်ရှိသောအစိုးရယုံများတွင်လည်းလာဝကထောက်ခံချက်များရရှိနိုင်မယ်လို့ထင်ပါတယ်။